ခေါ်တော့ခုမှုခေါ်တော့တောင်းဆိုစာထဲတွင်အချက်လက်နှစ်ပတ်စဉ်၆ကနေ၈အထိအလုတ်တမားမှအခွင့်ရေးတောင်းဆိုခြင်းနှင့်တောင်းရသည့်အကြောင်းရင်းကိုအလေးထားရေးသားစေပြီးတင်ရေးသားမည်နိလန်းမှာအောက်ပါအတိုင်းဖြစ်ပါသည်နှစ်ပတ်စဉ်တည်းဘာအကြောင်းရင်းဖြစ်သောကြောင့်တောင်းဆိုစာတင်ရခြင်းဥပမာတင်မအလုတ်ရှင်နှင့်တဘောတူထားသည့်အတိုင်းလုံအားကမရခြင်းအလုတ်ရှင်မှခန္ဓာကိုယ်ထိခိုက်နာခြင်းအောင် ညှဉ်းပန်းနှိပ်စက်ခြင်းအတ္တမအကြောက်ခိုင်းစေခြင်းအလုံးရှင်မှာစာရွက်စာတမ်းများကိုတင်ထားပြီးလုံအားကမပေးဘဲအကြက်ကန်အလုံးခိုင်းစေခြင်းနံပါတ်7နဲ့အလုံးရှင်မှာတင့်အားတင်ရရန် လုံအားကရှင်းပေးစေလိုခြင်းဘာအဘိုးခများဖြစ်ပါသလဲဥပမာ မရှင်းပေးသည့်လုံအားကရလိုခြင်းဘယ်ရမဆ၍ဘယ်ရအထိငွေသားအဖြစ်ဘယ်လောက်ဖြစ်ပါသလဲ အချိန်ပိုလောက်အားကအခါကြီးပိတ်ရက်တွင် အလုံးလုံးပြီးမရရှိသေးသည့်လောက်အားကမိတိနေ့ရမဆ၍မိတိနေ့ရအတိဖြစ်ပါသည်လဲနံပါတ်3အလုံးရှင်ထံမှတင်တောင်းဆိုထားသည့်ရရန်ရှိသောလောက်အားကကို အလုံးရှင်မှဘယ်နေရာတွင် လာရောက်ပေးလိုပါသည်လဲတင်မှ စာထဲတွင် ရွေးချယ်ဖြေဆိုခိုင်းသောအကွက်တွင် အမှန်တကယ်တရှိပေးပါအလုံနာရန်သူနှင့်အလုံသမားတို့အတွက်ယုံကြည်စိတ်ချရပြီးအစဉ်ပြေချောမှုစီရန်အတွက် ရှင်းတိုင်းခရိုင်အလုံသမားကာကွယ်စောင့်ရှောက်ရေးနှင့်လူမှုဘူလုံခွင့်ယုံနေရာတွင်ပေးရန်ရွေးချယ်နိုင်သည်နောက်ဆုံးပိုင်းတွင်တောင်းဆိုသူ၏အမည်အားရေးရမည်ပြီးလျှင် အလုံသမားစီစဉ်ရေးတာဝန်ခံမှတင့်ဤထွက်ဆိုချက်မှတ်တမ်းစာရွက်စာတမ်းပေါ်တွင်တင်မှ လက်မှတ်စောင့်ထိုးခိုင်းမည်ဖြစ်ပြီးတောင်းဆိုစာတင်ပြခြင်းပြီးဆုံးပါပြီးနောက်ပိုင်းတွင်တာဝန်ရှိသူမှဆက်သွယ်အကြောင်းကြားလာမည်ကိုပြန်ဆောင်ပေးပါမရှင်းမလင်းတန်တရားချက်များရှိပါက ရှင်းလိုင်းခရိုင်အလို့သမားကာကွယ်စောင့်ရှောက်ရေးနှင့်လူမှုလုံခွင့်ရုံးဖုန်းနံပါတ်3953ခွန်953ညာ9953ရှောက်သည့်ဆက်သွယ်မေးမြန်းနိုင်ပါသည်